မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးပါမယ်အေအေရဲ့ပြစ်ခတ်မှုကြောင့်နိုင်ရကန်စစ်တပ်စခန်းကခမရ15တရင်မူဒုဗိုလ်မှူးကြီးတို့ခမရ14ကဗိုလ်မှူးတို့ပါဝင် စစ်သား15ဦးထက်မနည်းဟာသေသွားပါတယ်ပခုတ်ကူမျိုးတက်မှတရတက်လောက်ခံတရင်တွေကစစ်မှုတန်းတပ်သားတဲ့20ဦးဟာအလင်းရောင်းလာပြီးကလေးဝမြို့နယ်မှာလည်းစစ်သား2ဦးကလက်နက်ခဲယမ်းနေတဲ့အတူ လက်လက်အပ်အလင်းဝင်လာတဲ့တဲ့ရင်ပါဝင်ရန်ကုန်ခေတ်တည်းရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးပါမယ်။အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ရင်တစ်ပုဒ်ကတော့ ရခိုင်ရိုးမှတောင်တန်းနဲ့အဆက် မကွေးတိုင်းငဖဲမြို့နယ်ကတိုက်ပွဲတွေတွေနက်ရီကန်စခန်းမှာတက်ဆွဲထားတဲ့ခမရ15တရေမူဒုဗိုလ်မှူးကြီးတူခမရ14ကဗိုလ်မှူးတူပါဝင်စစ်ကောင်စီဘတ်သား15ဦးထက်မနည်းဟာတေသွားခဲ့တယ်လို့ AAC ကအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားနေသူရမျိုးကထုတ်ဖော်ပြောဆိုလိုက်ပါတယ် အခုလပိုင်းအတွင်းမှာနရေကန်စခန်းလေချောင်းရံကာကွယ်တပ်ပြူဟာကုန်းတိုက်ပွဲမှာအရခတက်တော် AA ရဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်ကခမရ15တရင်မူခမရ14ကပုံမူစစ်တပ်စနိုက်ပါသမားအပါအဝင်15ဦးဟာတေသွားတာဖြစ်တယ်လို့လဲ AAC ကနေအလင်းဝင်ရောက်လာခဲ့တယ်။စစ်ကောင်စီတပ်သားနေသူရမျိုးကဆက်ပြောပါရတယ်။အလင်းဝင်လာသူစစ်ကောင်စီတပ်သားနေသူရမျိုးမှာစစ်မှုထမ်းအပတ်စဉ်တစ်ဆယ်ဆင်းဖြစ်ကအရခတက်တော် AAC ကိုဇူလိုင်လ28ရက်နေ့ကအလင်းဝင်ရောက်လာခဲ့တာလည်းဖြစ်ပါရတယ်။နေသူရမျိုးပြောဆိုချက်တည်းမှာဆိုရင် အာရခတက်တော်အေအေဘက်ကစစ်ကောင်စီရဲ့နက်ရီကန်စခန်းကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ရာမှာအရာရှိစစ်တီတွေစုပေါင်းနေထိုင်တဲ့နားကအပင်ကိုထိမှန်ခဲ့ပြီး73ဦးဟာထိမှန်ခဲ့ပြီး3ဦးဟာပွေကျင်ပြီးသေသွားတာဖြစ်တယ်လို့လည်းသိရပါဗျာ။ ဒါအပြင် AA ကနေရောညပါပစ်ခတ်နေတဲ့အတွက်စနိုက်ပါတွေနဲ့ပစ်ခတ်တဲ့အတွက် ခမရ15တရင်မှုစနိုက်ပါထိမှန်တေသွားခဲ့တာဖြစ်ပြီးအဲ့ဒီကာလအတွင်းမှာစုစုပေါင်း15ဦးထက်မနည်းဟာတေသွားခဲ့တယ်လို့အလင်းဝင်ရောက်လာတယ်စစ်မှုထမ်းတပ်သားနေသူရာမျိုးကပြောပါတယ်ဒါအပြင်ပြီးခဲ့တဲ့9လပိုင်းကလည်း AA ဘက်က0.5နဲ့ပြစ်ခတ်တဲ့အချိန်မှာခမရ14ကဘုံမှုတူးမှာမနဲ့အစောညနာတင့်နေချိန်မှာ ခေါင်းပြက်ပြီးသေသွားတယ်လို့အလင်းဝင်ရောက်လာတဲ့နေသူရာမျိုးကပြောပါတယ်ရှင်။စကိုင်းတန်တဲ့တပုတ်ကိုတက်ဆက်ပေးကြပါမယ်။စကိုင်းတန်စကိုင်းမျိုးပေါ်ကအမှတ်3ရဲလေးကျင်ရေတင်းတန်းချောင်းကိုဒရုန်းနဲ့ဘုံကျဲတက်ခတ်ခဲ့ရမှာ။ဗိုလ်တူပါဝင်15ဦးဟာသေသွားခဲ့လို့ကြောက်စဲခိုင်။အမှတ်18လေးလေးဒရုန်းတရင်ကတရင်မိုးဆရာလေးကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ဩဂတ်စ4ရက်နေ့ညနေ3:00ခွဲအချိန်မှာ စကိုင်းမြို့အမှတ်3ရဲ့လေ့ကျင့်ရေးသင်တန်းကျောင်းအတွင်းတန်းစီပြီးမိန့်ကွန်းပြောနေစဉ်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေက drone နဲ့ဘုံလေးလုံးကိုတပြိုင်တည်းထဲကျဲချတတ်ခတ်ခဲ့ရမှာတန်းစီနေတဲ့လူအုပ်တွင်ကြောက်ရောက်ပောက်ကွဲသွားခဲ့ပြီးနှစ်ပွင့်ပေါ်အရာရှိတူပါဝင်15ဦးဟာတည်သွားကာအများပြားလဲဒဏ်ရာရှိခဲ့လို့လည်းသိရပါဗါးအဲလိုဘုံဒီကျဲချခရရပြည့်ရနာမှာ စစ်ကောင်စီတပ်သားတွေကလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့တဲ့ပြင် Jet Fighter နဲ့၃ချိန်ပြန်ဝဲကချင်းချောက်ခဲ့တယ်လို့လည်းကြောက်စရာကအမှတ်၁၈၄တရင်ကတရင်မူဆရာလေးကပြောပါရယ်အဲဒီတိုက်ခိုက်မှုကိုကြောက်စရာကအမှတ်၁၈၄တရင်အောင်တပြေညီနောင်ကြောက်စဲ PDF နဲ့မိုက်တူပြည်သူ့ကာကွယ်အဖွဲ့တို့ပူးပေါင်းတက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကအထိခတ်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါပါတယ်ရှင်။ မကွေးတန်တဲ့တဲ့ပုတ်ကိုတက်ဆက်ပေးကြပါမယ်။မကွေးတန်ပခုတ်ကူမြို့တက်မ101လောက်ခံတရင်တွေကထွက်ပြေးလာခဲ့တယ်။စစ်မှုထမ်းတပ်သားတွေအယောက်20ရာအလင်းဝင်ရောက်လာခဲ့တယ်လို့ Burma Revolution Rangers အဖွဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုဒီမိုကပြောပါရယ်။ပြီးခဲ့တဲ့ရက်ပိုင်းကပခုတ်ကူမြို့ချင်းမြန်တက်မထဏကျော့တက်မ101လောက်ခံ ရင်တွေကနေရောက်ရှိနေတဲ့စစ်မှုတန်းတပ်သားတဲ့အယောက်20ဟာလက်လက်ခရမ်းတွေယူဆောင်လာခြင်းမရှိဘဲဘာမာ Revolution Rangers စီမှာအလင်းဝင်ရောက်လာတယ်လို့လည်းသိရပါဗျ။အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုတန်းတပ်သားတဲ့တွေဟာစကိုင်းမြို့မန္တလေးမြို့ရေကျိုးမြို့နယ်မုံရွာမြို့နယ်ရွှေဘိုမြို့နယ်မြိုင်မြို့နယ်ကပ်မလို့မြို့နယ်နဲ့နေပြည်တော်တို့ကအတရားဓမ္မပေါ်တာဆွဲဖမ်းဆီးခံရသူတွေဖြစ်ပြီး အသက်20ကနေ30အတွင်းရှိတဲ့လူငယ်တွေဖြစ်တယ်လို့လည်းကိုတီမိုက ပြောပြပါဗါတယ်အဲ့ဒီစစ်မှုတန်းတသားတဲ့အားလုံးဟာဘာဒူးစစ်တနန်းเจ้าမှာ3လတက်ရောက်ခဲ့ပြီးရဲ့နောက်မှာပခုတ်ကူမျိုးချင်းမြန်တက်မထနာချုပ်တက်မတရတက်လောက်ခံတရင်တွေကိုပို့ဆောင်ခံရတာဖြစ်တယ်လို့လည်းသိရပါဗါတယ်နောက်ထပ်လဲတော်လဲတဖွဲ့တွေစီကိုအလင်းဝင်ရောက်လို့တဲ့စစ်ကောင်စီတပ်သားတွေကို ဘာမာ Revolution Rangers အဖွဲ့ကကြိုဆိုနေပြီးဆက်သွယ်လာရင်လာရောက်ကယ်ထုတ်ပေးမယ်လို့လည်းကိုတီမိုကပြောပါရယ်အလားတူစကိုင်းတိုင်းကလေးခရံအမှတ်9တရင်စီကိုလည်းကလေးဝမြို့နယ်အောင်ချမ်းသာစစ်တပ်စခန်းနဲ့မဆိုင်စစ်တပ်စခန်းကိုကနေ စစ်သားတဦးနဲ့ပြည်သူစစ်တဦးဟာလက်နက်ပြည့်စုံတဲ့တကွာအလင်းဝင်ရောက်လာခဲ့တယ်လို့ People Defense Force ကလေးခရံတရင်ကိုကလေးဝကတည်င်းထုတ်ပြန်ထားပါဗျ။အဲ့လိုလက်နက်နဲ့အလင်းဝင်လာသူနှစ်ဦးကိုကလေးခရံအမှတ်ကိုတရင်ကလေးဝမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါအဖာကလေးဝမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတို့ကငွေကြက်သိန်း80တိတိကိုဂုံပြုချင်းမြင့်ခဲ့လို့လည်းသိရပါဗျ။ဒီတခါမှာတော့ ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာလူသမားတွေအတွက်ဘသူဘဝဖြစ်ကြောင်းတသက်ခံလက်မှတ် CI အစိမ်းအောင်စာအုပ်ကိုဖျက်သိမ်းပြီးပန်းရောင်ကတ်တစ်ခုတည်းကိုပဲအသုံးပြုပြီးဖို့အတွက်လူသမားရွေးဆောင်ရွက်ပေးနေတယ်။ထိုင်းလူမှုအဖွဲ့အစည်း Bright Future အဖွဲ့ကထိုင်းအထက်လွှတ်တော်ကိုတရားဝင်တောင်းဆိုထားပါတယ်။ ထိုင်းအထက်လွတ်တော်အမတ်ကလည်း Bright Future အဖွဲ့နဲ့မြန်မာလူထုမှကိုယ်စားလှယ်တွေရဲ့တောင်းဆိုစာကိုလက်ခံရရှိတယ်လို့အတည်ပြုပေးထားပါတယ်။ CI ဆောင်းဟာလူထုမှတွေအတွက်ငွေကြေးကုန်ကျမှုများပြပြီးလုပ်ငန်းစဉ်တွေကလည်းအလွန်ရှုပ်ထွေးတဲ့အပြင် CI ဆောင်းကလည်းမြန်မာအာဏာပိုင်တွေကလည်းငွေကြေးအကျိုးမြတ်ရယူနေပြီးလူထုမှတွေစီကလည်းလစဉ်ဝင်ငွေလစာရဲ့25ရာခိုင်နှုန်းကိုမြန်မာအာဏာပိုင်တွေကအတင်းကျပ်တောင်းဆိုနေတာဟာ ငွေညစ်နေတာဖြစ်တယ်လို့လည်း Bright Future အဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်။ထိုင်းဆိုရဟာစစ်ကောင်စီနဲ့ညှိနှိုင်းက CI ဆောင်းအုပ်ပြုလုပ်ပေးရေးစင်တာအ ਨੇ ဆုံး၄ခုကိုဖွင့်လှစ်ထားပြီးမြန်မာလူထုမားတွေကို CI ဆောင်းအုပ်မဖြစ်မနေပြုလုပ်ရမယ်လို့လည်းတင်းကျပ်ထားပါရယ်။မြန်မာနိုင်ငံသားတွေဟာပန်းရောင်ကတ်တွေရှိတဲ့ပြင် CI ဆောင်းအုပ်ရှိမှသာ ထိုင်းနိုင်ငံအနှံ့မှာအလုတ်လုတ်ကန်ရွေးရရှိနေတာလည်းဖြစ်ပါတယ်။မြန်မာလူသမားတွေဟာအလုတ်လုတ်ခွင့်အတွက်ထိုင်းဆိုရကိုသာအခွန်ဆောင်ဖို့ဆန္ဒရှိနေကြပြီးထိုင်းစီးပွားရေးကိုသာအထောက်အကူပြုလိုကြတယ်လို့လည်း Bright Future အဖွဲ့ကထိုင်းသတ်တော်ကိုပြောဆိုထားပါတယ်ရှင်။ တစ်ဖက်မှာလည်းထိုင်းနိုင်ငံအတွင်းကမြန်မာရွှေပြောင်းအလို့သမားတွေအတွက် CI ဆောက်ကိုစကမ်းလို့ခုဖွင့်လှစ်ဆောင်ရွက်ပေးသွားမယ်လို့အကြက်ဖက်စစ်ကောင်စီလက်အောက်ကလို့သမားတန်ရာရှိရုံးကထုတ်ပြန်ကြေညာလိုက်ပါတယ်။ဘယ်သူဘဝဖြစ်ကြောင်းတပ်တေခံလက်မှတ် CI ကို ထိုင်းနိုင်ငံအတွင်းစမှုစခွန်စကမ်းစမှုပရာကန်စကမ်းစရတ်ထာနီစကန်နဲ့ချင်းမိုင်စကန်တို့မှာဆွန်ရပေးသွားမယ်လို့လည်းဆိုထားပါဗျ။ဩဂတ်စ6ရက်နေ့ကနေစတင်က CI တက်တန်းကုံဆုံးမှု6လအောက်ကြန့်နေသူတွေ တက်တန်းကုံဆုံးနေသူတွေကိုအစ်စ်လဲလဲပေးသွားမှာဖြစ်တယ်လို့ထိုင်းနိုင်ငံရဲ့ဘက်ကတီအာ38လုပ်ငန်းရှင်တွေနဲ့အတူ CIN ဆောက်အစ်စ်တွေကိုထုတ်ပေးတာတွေကိုလှုပ်ဆောင်ပေးမယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင်နိုင်ငံသားစစ်စေးကံမူရင်အိမ်အောင်စုစင်းနဲ့ CIN ဆောက်ရှိသူတွေကိုအထောက်ထားစစ်စစ်ပြီးထိုင်းတနိုင်ငံတဲတာအသုံးပြုခွင့်ရှိတဲ့နိုင်ငံကူးလက်မှတ်ထုတ်ပေးတာနဲ့ OWIC ကပ်ပြားထုတ်ပေးတာကိုလှုပ်ဆောင်ပေးမယ်လို့လည်းကြေညာထားပါဗျ။အဲ့ဒီ CIN စာအုပ်တွေကိုတင်းလာနေတိုင်းနဲ့စစ်ကောင်စီလက်အောက်ခံမြန်မာတန်ရုံဘန်ကောက်ကတတ်မှတ်ထားတဲ့ရုံးပရက်တွေမှာထုတ်ပေးတာကိုနားမယ်လို့လည်းအသိပေးထားပါဗျ။ စကန်းတန်သိန်းတစ်ပုဒ်ကိုကြည့်အောင်ပါစကန်းတန်ဝက်လက်မြို့နယ်ထုံးမိုရွာကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးပြည်သူ30ကျော်ကိုဖမ်းဆီးထားကနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေရလို့ဝက်လက်မြို့နယ်ရွာစော်ကြီးများအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်ဩဂတ်စာ6နေ့မနက်ပိုင်းမှာဝက်လက်မြို့နယ်ထုံးမိုကြည့်ရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာပြည်သူ30ကျော်ကိုလူသားတိုင်းပြစ်ဖမ်းဆီးပြီး ကျေးပါအတွင်းကနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတာဖြစ်တယ်လို့လည်းသိရပါဗျ။လက်ရှိအချိန်မှာအကြက်ပဲစစ်တပ်စစ်ကြောင်းကြောင့်ကျေးပါနေပြည်သူတွေရွာလုံးကျွထွက်ပြေးနေရပြီးနေအိမ်တွေပျက်စီးမှုအခြေအနေနဲ့ပြည်သူတွေထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါဗျ။အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မကွေးတိုင်းပေါ့မြွနယ်အတွင်းကိုရောက်ရှိနေတဲ့စစ်တပ်ရိခါပိုစစ်ကြောင်းဖြတ်တန်းသွားလာမဲ့လမ်းပိုင်းတွေကို ဝိုင်းတွဲနေတဲ့ဘုံဒီ36လုံးကျဲချတိုက်ခတ်ခဲ့လို့ဒေတာတွင်သတင်းမြစ်တွေပြပြပါရယ်။ဩဂတ်စာ6နေ့မနေ့09:30မိနစ်ကနေစတင်ပြီး17:48မိနစ်အထိပေါင်းမြုံနယ်အတွင်းကိုရောက်ရှိနေတဲ့အကျန်းဖက်စစ်တဲရိခာပို့စစ်ကြောင်းဖြတ်တန်းသွားလာမယ်မြို့နယ်အရှိချမ်းကလမ်းပိုင်းတွေကိုစစ်တပ်ဟာဝိုင်းတွဲလေနဲ့ဘုံဒီ36လုံးကိုကျဲချတိုက်ခတ်ခဲ့တာပါ။အဲလိုအကျန်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုတွေတွင် ြည်သူတွေထိခိုက်မှုရှိမရှိကိုအတိမပြုနိုင်သေးပဲလက်ရှိအချိန်မှာစစ်ကြောင်းဟာပေါ့မြို့နယ်အရှိချမ်းကအောက်ချင်းရွာ စင်တေရွာကိုရောက်ရှိနေပြီးပြည်သူပိုင်နေတွေကိုဝင်ရောက်မှွေနှောက်နေတယ်လို့လည်းသိရပါဗါးစစ်တဲ့ရိခါပိုစစ်ကြောင်းဟာပခုတ်ကူတက်မတရားတက်ကထွက်ခွာလာတာဖြစ်ပြီးအင်အားတစ်ထောင်ဒီပါပါဝင်က ဒုတမမူကိုယ်တိုင်ဦးစီးတဲ့စစ်ကြောင်းဖြစ်တယ်လို့လည်းသိရပါဗါတယ်။အဲ့ဒီစစ်ရင်တန်းကိုအကာအကွယ်ပေးဖို့တန်း Y12 Jet Fighter Paramotor စက်တပ်လေးထိတွေနဲ့နေ့စဉ်ပြစ်ကူယူပြီးစစ်ကြောင်းထုံးနေတာဟာနှစ်လကြာတဲ့အထိပေါ့မြွနယ်ကိုသာရောက်ရှိသေးတယ်လို့လည်းသိရပါဗါတယ်။အဲ့ဒီစစ်ကြောင်းကြောင့်ပေါ့ပခုတ်ကူကာလန်ဘေးတစ်လျှောက်ကကျေးရွာ1900ကတောင်းနေချီတဲ့ပြည်သူတွေဟာလက်ရှိအခြေအနေထွက်ပြေးတင်းရှောင်နေရဆက်ဖြစ်ပြီးစားနပ်ရိက္ခာတွေအရေးပေါ်လိုအပ်နေတယ်လို့လည်းသိရပါဗါရှင်။ ဟုတ်ကဲ့ပါရှင်။ဒါအားတို့ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးများပါ။